အားလုံးပဲမင်္ဂလာပါခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ဦးစီးပြီးတော့ပြုလုပ်နေတဲ့ Safe Hospital Safe Health Girls ဆိုတဲ့ကမ်ပိန်းလေးအကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်ဗျာဒီကမ်ပိန်းရဲ့အဓိကယူရချက်ကတော့ကျွန်တော်တို့မြန်မာပြည်မှာစစ်ဘေးသင့်ပြည်သူတွေရဲ့ကျန်းမာရေးကိုစောင့်ရှောက်ပေးနိုင်မှုအတွက်ကိုဘေးကင်းလုံခြုံနဲ့ဆေးရုံတွေကိုစောက်လုံနိုင်မှုယူရချက်နဲ့ပြုလုပ်နေတာဖြစ်ပါတယ်ကမ်ပိန်းရဲ့ရထားငွေက အမေရိကန်ဒေါ်လာ၄သိန်းဖြစ်ပြီးတော့ကမ်ပိန်းကာလကတော့မေလ24ရက်နေ့ကနေပြီးတော့အဲဇွန်လ30ရက်နေ့ထိဖြစ်ပါတယ်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ပြည်ရင်းပြည်ပမှာရှိကြတဲ့အဲဒေါ်လာပြည်သူများအနေနဲ့ဒီကမ်ပိန်းလေးမှာ ပါဝင်ပေးပြီးတော့အဲကျွန်တော်တို့ဒီစပေးတဲ့ပြည်သူတွေရဲ့အကျမ်းမာရေးအတွက်ကို အားဖြည့်ပေးဖို့အတွက်ကျွန်တော်လေးလေးနက်နက်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ